မင်္ဂလာပါခမညာစာရေးသူမောင်လူတဲ့ရေးသားတော့လာပြညာစိတ်တစအလွမ်းလို့အမိရတယ်ဝိထုတို့လေးကိုကျွန်တော်ကိုချီတာမှာဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခမညာနားဆင်ကြည့်ပါအောင်ခမညာလာပြညာစိတ်တစအလွမ်းကျွန်တော်တို့ဟာလာပြညာတွေကို မလွဲမသွေကြုံခဲ့ဘူးပါလိမ့်မယ်ဝိုင်းဆက်ပြေဝန်းနေတဲ့လာမင်းကြီးကိုကြည့်ပြီး ကြည်နူးစိတ်အေးမြစိတ်ငြိမ်းချမ်းစိတ်တွေ တခါတရံစီကို လွမ်းစွတ်တန်တာစိတ်ဘဲကိုလွမ်းပြီးလွမ်းလို့မှမသိတဲ့စိတ်တခုခုတော့ဖြစ်ခဲ့ပူကြပြလိမ့်မယ်ကျွန်တော်ကလာပညာတွေကိုငငယ်ကလေးကနှစ်သက်မမောတတ်တယ်ကျွန်တော်ကိုမွေးပြီးပြီးချင်းမိတွင်ထဲမှာဆုံးသွားလို့ကျွန်တော်မမြင်ဘူးလိုက်တဲ့ကျွန်တော်အမေဟာဟိုးမိုးကောင်းခင်ကြီးပေါ်ကလာမင်းကြီးစီမှာရှိတယ်လာပြင်းနဲ့ညကြရင်ကျွန်တော်ကိုအမေကပြုံးပြနှုတ်ဆက်နေလိမ့်မယ်ဆိုတယ် အဖွားရဲ့စကားကိုယုံ၏လာပြည့်နေ့တွေမှာညဘက်လာမင်းကြီးကို မော်ကြည့်ခဲ့ရတဲ့ကလေးဘဝဟာအခုနဲ့ပြန်တွေးကြည့်လိုက်ရင် လွမ်းမောဖွယ်ရပါပဲကျွန်တော်တို့ရေခုံတက်စာအရွယ်ကြပြာယူစာယူအရွယ်မှာမောင်းလာပြည့်ဝန်ဆိုတဲ့တရှင်ကလေးပေါ်လာရောဂန္ဓဝင်တရေးဆရာကြီးရဲ့လက်ရာနဲ့ဂန္ဓဝင်အစိုးရကြီးရဲ့မောင်းလာပြည့်ဝန်တရှင်တန်ဟာ ျွန်တော်တို့ကိုမှော်ကဝေလို ပြူစာဖျားယောင်းခဲ့တယ်။လွှမ်းမိုးခဲ့တယ်။လာပင်ညမှာလက်ဖက်ရည်ဆိုင်ထိုင်ပြီးလက်ဖက်ရည်ဆိုင်ကဖွင့်ထားတဲ့မောက်လာပြည့်ဝန်တရှင်းကိုနားထောင်ပြီးတော့အနုပညာရဲ့ဖန်စာဖျားယောင်းမှုမှာငြိမ်သက်တိတ်ဆိတ်စွာလွင်မျောနေခဲ့ရတဲ့အရာသာဟာဒီတသက်ဒီဘဝဘယ်တော့မှပြန်မရနိုင်တော့တယ်။ဘယ်ဘဝနိဗ္ဗာန်ပုံမှာပဲ။ငယ်စဉ်ကမောင်လာပြည့်ဝန်တရှင်းကိုနားထောင်ရင်း ရင်မှာအမျိုးအမည်မသိရတဲ့စိုးနေနေကြေကွဲလှိုင်မောမောခံစားမှုကို ခံစားရတာဟာ နောက်တစ်ချိန်မှာကျွန်တော်ဘဝနဲ့ပတ်သက်တိုက်ဆိုင်နေလိမ့်မယ်လို့အဲ့ဒီချိန်ကကျွန်တော်မတွေးတော်မိခဲ့ပါဘူးအရွယ်မရောက်တရောက်အတိမတောက်တစ်ခေါက်မှလောကဓာတ်ဟာရီကိန်းဖုန်တိုင်းကြီးကြောင်းဘဝလေကတစားစီပြည့်စည်ပြီးလောကကြီးတဲ့လွင့်စင်သွားခဲ့ရတဲ့အချိန်မှာကျွန်တော်အာမှုန်တိုင်းတွေကိုအံတို့ပြီးပင်လယ်စီမှာ ယူမတောင်တန်းမယမနာပြန်တန်းရင်အာရင်ကုန်ခန်းမောပန်းလာတဲ့အခါလာမင်းကြီးကိုမောကြည့်ပြီးခွန်အားတစ်တွေ ပြန်ဖြည့်လာခဲ့ရတာလဲအကျဉ်းချင်းပါပဲကျွန်တော်ဘဝမှာအတတ်အမြရှိခင်ခဲ့ရတဲ့နန်းဆိုတဲ့မိန်းကလေးဟာလာပြည့်နှစ်တနေ့မှာဒီလောကကြီးတဲကထွက်ခွာသွားခဲ့တယ်ကျွန်တော်ဘဝမှာနောက်ထပ်အတတ်အမြရှိခဲ့ရပြီးလေးစားခဲ့ရတဲ့မလင်းရုံနဲ့လာပြည့်နှစ်ညတညမှာ အရှေ့မြောက်တောင်တန်းကြီးတွေပေါ်ကနှင်းမုံတွေလည်းပျောက်ဆုံးသွားခဲ့တယ်။နန်းဆိုတဲ့မိန်းကလေးနဲ့မလင်းယုံဆိုတဲ့မိန်းကလေးတို့ဒီလောကကြီးထဲကပျောက်ွယ်သွားခဲ့တဲ့နေ့ဟာလာပြည့်နေ့တွေ ဖြစ်တယ်လို့သူတို့ပျောက်ွယ်သွားခဲ့ရတာလဲပြည်တွင်းစင်မီးကြီးကြောင့်ပါပဲ။တကယ်တော့ကျွန်တော်ရောနန်းရောမလင်းယုံရောဟာ ပြည်တွင်းစစ်ကြီးရဲ့တားကောင်တွေပါပဲ။ကျွန်တော်ကြပြားဆရာ စာရေးဆရာ တည်င်းစဆရာအဖြစ်ဘဝလမ်းကိုရှိုးကွေ့လာခဲ့လေတော့ပြည်တွင်းစစ်ရစဲရေတောင်ပေါ်မြေပြန့်ရှိကြည်ရေတိုင်းရင်သာစီလုံးညီညွတ်ရေငင်းညာရေအတွက်ကျွန်တော်ကလောင်နဲ့ဥဒ္ဒရက်တဲတပွင့်အဖြစ်နိုင်တလောက်ဆွမ်းဆောင်ခဲ့ပါတယ်မြို့ပြရဲ့မုန်းကျက်ပူလောင်တာလေလူပင်လေကြီးတယ်စာရေးစရာအဖြစ်မြို့ရှိပေါ်ကြီးမျောပါရင်အားရင်တွေကုန်ခန်းမောပန်းလာတဲ့အခါမျိုး စာရေးဖို့အတွက်ရင်ခုန်တန်ပြောင်းနေတဲ့အခါမျိုးတွေမှာကျွန်တော်ဟာလာမင်းကြီးကို မော့ကြည့်ပြီးလာမင်းကြီးစီကနေခွန်အားတစ်တွေကိုတောင်းခံဖြစ်တင်းခဲ့ရတယ်။တခါတလေစွပြတ်နေမျောရှိတဲ့အခါမောင်လာပြုတ်ဝန်တချင်းကိုပြန်ပြီးနားထောင်ဖြစ်တယ်။လှိုင်မောရင်ခုန်ပွဲဂီတာလိုက်ပြကလေးဟာအကြအာယုံကတဆင်နှလုံးသားထဲကို ပြန်တန်းစည်းဝင် ဝင်ရောက်သွားခဲ့တဲ့အချိန်မှာနန်းနဲ့မလင်းယုံတို့ကိုလွမ်းပြီး ျွန်တော်ကြေကွဲဆိုင်ကုန်ခဲ့ရတာလဲအခါခါပါပဲနန်းကဒီကဘာမြေပေါ်မှာမရှိတော့ပါဘူးနန်းဟာကျွန်တော်ရင်ခွင်ထဲမှာသွေးအလိမ့်လိမ့်ဒံယာပရက်ပွားနဲ့တည်ဆုံးခဲ့ရတာပါ မလင်းရုံကတော့နှင်းမြူတွေကြတဲ့လာပြင်းနေတညမှာရိုးမတောင်တန်းတွေပေါ်ပျောက်ဆုံးသွားတာပါအခုအချိန်ဆိုရင်သူလည်းမရှိနိုင်တော့ပါဘူးကျွန်တော်အမေမေလည်းမရှိတော့ဘူးနန်းလည်းမရှိတော့ဘူးမလင်းရုံလည်းမရှိတော့ဘူး ဒါပေမဲ့ဟိုးမိုးကောင်းကင်ပေါ်ကလာမင်းကြီးထဲမှာတော့သူတို့ရဲ့ဝိညာဉ်လက်ပြကလေးတွေရှိနေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။သူတို့နတ်သမီးလေးတွေဖြစ်နေကြမှာပါ။နတ်သမီးလေးတွေဟာ လာပြင်းနေညကြရင် လာမင်းကြီးထဲကနေကဘာမေကိုငုံကြည့်ပြီးသူတို့ရှိတဲ့လူတွေကို ကြည့်လေရှိတယ်တဲ့။ပြုံးပြလေရှိတယ်တဲ့။နှုတ်ဆက်စကားပြောကြလေရှိတယ်တဲ့။သူတို့စီကအလင်းရောင်နဲ့ အေးမြငင်းချမ်းမှုကိုပို့လွှတ်ပေးလေရှိတယ်တဲ့အဖွားကပြောခဲ့ဘူးတဲ့အဖွားရဲ့တကားကို ကျွန်တော်ယုံကြည်ပါတယ်အခုတော့လောကနဲ့အထူးထောင်းကြောင်းကျွန်တော်အရန်ကို နာကျင်နေရပါပြီကျွန်တော်ရဲ့တွေ့ရမယ့်ဘဝကလည်းအထီးကျန်မွန်းကျက်လျှောက်တွေ့လွန်ပါတယ်အဲ့ဒါလို့ဒံယာအနာဒရတွေနဲ့မွန်းကျက်နာကျင်လာတဲ့အခါကျွန်တော်ဟာလာပြညကိုမျှော်လင့်မိပါတယ် လာပြင်းနဲ့ရောက်ပါစေလို့လည်းဆုတောင်းနေမိပါတယ်။အခုတလောကျွန်တော်ဟာကျွန်တော်မိမိကိုလွမ်းနေ။နန်းနဲ့မလင်းယုံကိုလွမ်းနေ။အလွမ်းစိတ်ဟာတနည်းနည်းနဲ့အတွင်းကြည်ကြည်ပြီးလှိုက်လိုက်မော်မော်ကြီးဖြစ်လာရပါတယ်။ငိုချင်နေမိတယ်။ဒီလိုအချိန်မျိုးမှာကျွန်တော်နှလုံးသားကိုလာရောက်နဲ့ကူစားဖို့အရေးတကြီးလိုအပ်နေပါပြီ။လာပြင်းနေရဲ့မြန်မြန်ရောက်ပါတော့။အခုတော့ ကျွန်တော်မျောလင့်တောင်းတနေတဲ့လာပြင်းလေးကို ရောက်ရှိလို့လာပါပြီ။ကျွန်တော်ဟာ မြေဘေးမှတယောက်တည်းတိတ်တိတ်ကလေးထိုင်ပြီ။မြေရဲ့ပြင်ပေါ်လားရောက်ဖြာကြမဲ့အချိန်ကိုစောင့်စားနေမိတယ်။နှင်းသွဲသွဲလေနူအေးအားမြေရဲ့ပြင်ကိုဖြတ်တန်းပြီးတနောနောနှဲ့နေတယ်။နှဲပြောင်းနေတဲ့လေနူအေးကလေးနဲ့အတူမောင်လားပြေဝန်တချင်းတန်ဟာတဆွေးဆွေးတွင်မြေမျောလွင့်လို့လာနေတယ်။ဂီတတမမျောလွင့်နေတော့ လာယောင်က မြင့်ရည်ပြင်ပေါ်ဖြာကြလို့လာပါပြီလာယောင်ကြောင့်မြင့်ရည်ပြင်ဟာတစ်ဖြက်ဖြက်တလက်လက်တောက်ပနေပုံကငွေချီငွေပန်းတွေပွင့်နေတယ်လို့ပါပဲကျွန်တော်နှလုံးသားဟာတစ်ဖြက်ဖြက်ခုန်လာပြီလာမင်းကြီးကို မော့ကြည့်လိုက်တယ်ဟောဟိုမှာတွေ့ပြီတွေ့လိုက်ရပါပြီလာမင်းကြီးစီမှာကျွန်တော်မိမိရဲ့နန်းရဲ့မလင်းယုံရဲ့တကယ်ရှိနေတာကျွန်တော်တွေ့ရတယ် သူတို့ကနတ်သမီးကလေးတွေအဖြစ်လာမင်းကြီးထဲမှာနေနေကြတာပါသူတို့လာမင်းကြီးထဲကနေကျွန်တော်ကိုပြုံးပြနေကြတယ်သူတို့ကိုကျွန်တော်អော်ခေါ်လိုက်တယ်မင်းမေရေနန်းရေမလင်းယုံရေကျွန်တော်អော်ခေါ်ပေမဲ့သူတို့မကြားနိုင်ပါအလွန်ငွေးတဲ့အတွက်မကြားနိုင်ပါမြင်တော့မြင်နေရတယ် သူတို့ဟာခဏလေးပြုံးပြပြီးလာမင်းကြီးတဲကိုပြန်ဝင်သွားကြလေတဲ့ထင်အေးများတဲ့လာရောင်ကိုတော့ကျွန်တော်အတွက်ထားရစ်ခဲ့တယ်ကျွန်တော်လွမ်းလိုက်တာဗျာဘလို့မှနေတော့မရတော့ဘူးမခံစားနိုင်တော့ဘူးအဲ့ဒီအချိန်မှာလေနူအေးကလွမ်းစရာနှဲ့နေတယ်လာရောင်ကမြည့်ရည်ပြင်ပေါ်ဖြာကြနေတယ်အဲ့ဒီအချိန်မှာဟိုးအဝေးစီကမောင်းလာပြည့်ဝန်တချင်းတန်ပြန်လွင်လို့ လာနေတယ်။အမောင်ညတွေဘယ်မှာဆုံးမှာလဲ။အမောင်ညတွေဘယ်တော့ဆုံးမှာလဲ။ကျွန်တော်လည်းမသိပါဘူး။လာရောင်ရယ်လေနူအေးရယ်မြေရည်ပြင်ရယ်တချင်းတန်ရယ်အလွမ်းရယ်ပေါင်းစုံမိတဲ့အခါကျွန်တော်နှလုံးသားကငိုချင်လာမိတယ်။ကျွန်တော်ရှာကြီးတငယ်ငိုကြွေးမိပါတယ်။လာရောက်အောက်မှာမြေပေးထိုင်ပြီးငိုနေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရင် ဲ့တာကျွန်တော်ပါပဲစာရေးသူဇူလိုင်မိုးရေးသားတော့ဂျိန်းနှချောင်းလို့အမည်ရတဲ့ဝိထုတို့လေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာဂျိန်းနှချောင်းနေုံမိုးတီမြတ်သားမွေနေုံလာနေမြမ12လတို့တွင် တတိယလာမေထုံရာသီဖြစ်၏နက္ခတ်မှာဇေထစီတဝါဇလတ် စပယ်မြက်လေးတမ်းများပွင့်ကြသည်နေုံလာကိုကြောက်စာ၌နေုံဟုလည်းရေးသားသည်နေုံဆိုဒီမှာမိုးရွာချိန်မိုးကြချိန်မိုးရွာချိန်လားမိုးကြချိန်လားဟု အတိတ်ပဲရသည်နေုံလာတွင် စာပြန်ပွဲကျင်ပါသည်အခန်းတည်းနှစ်တနှစ်ပင်မိုးရေမြင့်ကဲတည်တာဝဲဖီလာလာဆုံးရှိနှင့်ရကုန်နေတာဟန်မို့ ခါကိမ်မန်မေထုံကိုတိတ်တပုံတွေ့ထူးပြန်တော့မတဲ့မင်းဖူရောင်စာဆိုတော်ဦးမင်းမိုးဦးနေတန်းရွာနေတော့မိုးကမိုးသေးမိုးဖွဲကလေးများနေုံမိုးဒီမိုးသေးမိုးမွားတာဖြစ်တော်လဲရှင်းနေတော့အပူချိန်အပူချိန်ကိုတော့တိတိတသာကြီးရော့ကြသွားစီမြေမြတေးသည့်မိုးဒီဖြစ်စီရွာချရွာချနေပြီဆိုတော့လဲနေပကြီးမှာဆူဆူပြပြဖြစ်လာသည် တစ်ပင့်များသည်အယိုးပြိုင်ပြိုင်မဟုတ်ကြတော့ရွံ့ညင်ကိုစီနှင့်အညာမှာမျက်ရည်လိမ့်လာကြပြီသည်အေးလာပြီဆိုလာပြီဆိုသည်နှင့်မြေပေါက်ပင်တွင်မှမဟုတ်ကန္တာယာကရေပင်ပေါ်မှရေပေါ်ပင်များလည်းလန်းလန်းဆန်းဆန်းပြန်ဖြစ်လာသည် အထင်ရှားဆုံးကတော့ကုန်းတစ်ပိုင်းရေတစ်ပိုင်းပေါက်နေကြတော့ပေါင်းမြတ်တော်များကန်းဆက်ပင်လေရေထဲတွင်အများဆုံးမင်းမှုတောထနေသောပေါင်းမြတ်ပင်ကြီးများမှာ စိမ့်ပြောပြောဝါတတာရှိနေခဲ့ရမှာတိတိတတာအယောင်ပြောင်းလာကြသည် ခွေတီတီအပင်တွေကယခုတော့ထောင်း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 နဲ့စိမ့်စိမ့်ရင်ရင်ဒီအချိန်ဒီကာလမျိုးတွင်ကန်တာယာကန်ကြီးအတွင် ရေထဲရှင်တန်သည့်ပေါင်းမြတ်တော်ပြင်ကြီးများကိုစောဒီပိအထူးစိတ်ဝင်စားသည်တခြားငရံပြစ်သမားများ ရေခွက်ရေပောက်ရေပြင်တွင်မှာတအုပ်ချပြီးတားပေါက်လိုက်နေချိန်တွင် စောဒီပင်ကတော့ဒီပေါင်းမြက်ပြင်းများအကြာတလုတ်လုတ်တကုတ်ကုတ်အခန်းနှင်းရေပေါ်ပင်တွေကြားမှာတတွီတွီအော်ရင်အုံညို့ရောင်တစည်းမုတ်တကောင်လန့်ပြန်သွား၏တစည်းမုတ်ရင်ငတ်မှာဝမ်းပဲမျိုးအုပ်စုဝင်ဖြစ်၏အတောင်ပံတင်းငဲ့သောကြောင့်ရေပေါ်မှာပြန်တက်ရာတွင်နှေးကွေလှသည် လေထဲရောက်သွားတော့လဲပြန်ဝဲလိုက်ပုံမှာမြန်လိုက်သည်ဖြစ်ရှင်အင်းဒီအကောင်ငါနာရောက်ခါမှလူကိုမြင်ပြီးလန့်ဖြန့်ပြီးထပြေးပြန်တာ ကြောက်မနေစမ်းပါနဲ့ကွာငါချနေတာမင်းမဟုတ်ပါဘူးကွာတောင်းပြတ်တွေကြာရှေကိုညင်သာစွာတလန်းချင်းမြောက်လှမ်းရင်းမှာတစည်းမုတ်ရေဝန်းလေးအားအတွေးဖြင့်စောဒီပိန်လှမ်းပြောနေမိသည်ဒူးစင်မြုံမြရေထဲတွင်ရှောက်နေရသည်မို့ရေတံမကြောက်အောင်ရှေအနှုတ်အသိန်းကိုတော့တတိနှင့်ထိန်းသည်ရေထဲဖျက်ချောင်းနေတော့လဲစောဒီပိန်ဤရှေတော်များမှာတစ်ချက်ကလေးမှအတိတ်ရျော်မရှိခဲ့ပါ ကန္တရာမှာငရံပြစ်တက်ကြာခဲ့ပြီမို့မြေအထာ ရေအထာကိုသိနေပြီပြီဘယ်နေရာမှာကျင်းကြိုင်ဘယ်နေရာမှာမြောင်းသောရှီမန်းကိုသိသည် ရေအတိန်နဲ့နေရာများကို ခွဲခြားနိုင်သည် ပေါင်းမြတ်ပင်ကြားထဲတတိကြီးကြီးဖြင့်ကြည်ပြီးစောတိပင်အမှန်တကယ်လိုက်လံခြားဖွေနေသည်ကတော့ငရံအတိုက်ငရံသည်တစ်နှစ်ပတ်လုံးအတိုက်နှင့်နေသောငါးမျိုးတော်မဟုတ် အုတ်တင်းဖွဲ့ပြီးအုံလိုက်တင်းလိုက်လည်းမနေတတ်ပါ ာမန်အပြည့်တကောင်းတည်းသာနေတတ်ကြသည်ထို့သောနှွေနှောင်းပိုင်းနှင့်မိုးနှောင်းကာလမိလိုက်ချိန်တွင်မှာတော့ငရံများသည်ဖိုမဆုံတွဲနေထိုင်တတ်ကြ၏ငရံငယ်တွေကတဘာဝတိုင်းဖြစ်နေသောရေတံရကန့်ဆက်ရေပောက်ပင်တွေကြားချောင်းချိုချောင်းကြားကလေးများတွင်ဥချတတ်သည်ငရံကြီးများကမူရေထဲတွင် ပေါက်နေသောပေါင်းမြက်ပင်တွေအကြားမှာအတိုက်ပြုလုပ်လေရှိသည်ငရံဖို့သည်ခြေဥစွာ သူရွေးချက်ထားသောအတွင်းကြကြ မြက်ပြင်တနေရာတွင်ရေအောင်မှနေ၍ခေါင်းဖြင့်တိုးဝေကအပေါက်တပေါက်ဖောက်သည်ထို့နောက်ကိုလုံးဖြင့်တိုးဝေ၍၎င်းအမေးဖြင့်ရိုက်၍၎င်းနှွယ်ပင်မြက်ပင်များအားကိုက်ဖြတ်၍၎င်းတပေပက်လက်ခန့်ကျဲသွားအောင်အပေါက်ကိုချဲ့သည်ပက်လက်မှအပင်များလဲကျခြင်းမရှိပဲမြက်ပြင်ကြီး အတွင်တည်တည်တက်တက်ကလေးဖောက်ထားသော ထိုအပေါက်ကလေးမှာငရမ်းအတိုက်ပင်ဖြစ်သည် ငရံကြီးများ၏အတိုက်ကရှား၍မလွယ်တတ်ပါငရံကြီးများမှာအန်တီရဲ့အတွေ့အတွေ့နှင့် ရင်ဆိုင် တွေ့ကြုံဖူးခဲ့သည်မို့လုံလုံချုံချုံနေရာမျိုးတွင်သာအတိုက်ဖွဲ့လေရှိကြသည်အသေးချာလှမ်းကြည့်လျင်ပင်ထင်သာမြင်သာမရှိသည့်မမြင်ကွယ်ရမှသာ ရှိတတ်ကြ၏မြက်ပြင်းကြားထဲတွင် ဖောက်၍ဆောက်လုပ်ထားသည့်ဖြင့်အန်တီရပေးနိုင်သည့်အရှာရေသရဝါကြီးများလည်းအတိုက်ထဲကူးခတ်လာ၍မရငရံတိုက်ကို ပေါင်းမြက်ပင်တွင် ရေနင်းဆင်းရှာမှတွေ့နိုင်သည်ဓာတော်ချတတ်အောင်မှာငရံကြီးများလမ်းမသွားရန်အဝေးမှသာလှမ်းရှောင်းရသည်မို့ကြည်တဲ့ချတန်းမှအတိုင်မှန်သိမည်ဥရှခဏီမှာငရံအဖိုးအမကမြက်ပင်내ရှိအတိုက်တွင်အောင်းနေတတ်ကြသည်အချိန်တန်တော့ငရံအမကတိုက်အတွင်ဥရှသည်ရန်အနေနဲ့တွင်တားပေါက်အုပ်ကအတိုက်ထဲတွင်ငြိမ်နေတတ်သည် ်ငရန်အဖို့နှင့်အမကရေအောက်မှနေ၍စောင့်ရှောက်ပေးသည်ထိုကာလမျိုးတွင်ငရန်ထင်းငါကြီးများသည်တောင်းအုပ်သောကတ်နေကြ၏တာမန်ထက်ပို၍ခတ်ထန်ကြမ်းကြုတ်နေတတ်သည်လမ်းမှားပြီးအတိုက်ထဲဝင်လာသည့်တရဝါငယ်မှန်သမျှကို မဆိုင်မတွ့ပင် စားပြစ်တတ်ကြသည်အတိုက်ကိုဖြတ်တန်းသမျှအကောင်ပလောင်တွေကိုလည်းထိုးဟတ်ကြသည် အခန်းတော်ဘလော ။ငရံကြီးတကောင်ကြီးခုံဟန့်လိုက်တံကိုစောဒီပင်ခောက်အုပ်အုပ်ကြားလိုက်ရသည်။အတန်ထွက်လာသည်ဟုထင်ရသောနေရာများကိုမျက်လုံးဝှေ့၍ခက်မြန်မြန်လိုက်ကြည့်၏။ရေအလောက်ကိုမတွေ့တော့မြန်အလောက်ကိုကြည့်ပြီးအတိုက်ရှိမည့်နေရာအားခန့်မှန်းနိုင်ပြီ။သို့တော့နောက်ထပ်အတန်ပလန်လည်းမကြာ။ငါအလောက်အပြုတ်လည်းမရှိ။ငြိမ်ကြသွားပြန်သည်။အတိုက်သေးကနေတကောင်းကောင်းကိုလှမ်းဟန့်လိုက်တယ်။ငါးချီတာကတော့တေရှာနေပြီ အတိုက်ကဘယ်နေရာမှာပါလဲ sorry ပင်ရက်နေသည့်နေရာကကန်းစက်မှာ15ပေခန့်กว่าဝေးသည်ပေါင်းမြတ်ပြင်ကြီးဤသုံးချိုးတချိုးခန့်မှာကန်းရည်ပြင်စီရောက်ဖို့အထီတော့ပေါင်းမြတ်တို့ကရှေ့မှာပေ30ခန့်ရှိနေသေးသည်ဒီနေရာမှာတောင်ရေကဒူးစစ်ကြော်၍ပေါင်လေခန့်ရောက်နေပြီ60တို့၍ကြည်လျင်တော့ကန်းလေဘက်သာหนีသွားသည်မို့ရေကပုံမို့၍နှက်လာတော့မည် ရှေ့သွားတဲ့မသွားတဲ့စောဒီပင်ချိန်ဆနေသည် မထူတော့ပါဘူးကွာရေတဲ့ဆင်းလက်ဆနဲ့ပဲဆက်ချကြည့်အောင်မယ်ခါမြုပ်ဒီအထိရှေ့တို့၍ခောက်တို့ခောက်ပြန်ရှာကြည့်သည်စိတ်ရှိရှိနေအပြန်အလှန်ရှာကြည့်တော့လေအတိုင်းဟုထင်တော့သည့်နေရာမှာတနေရာမှမတွေ့မီရှိတော့ရှိမယ်အတိုက်ရှိတာတေချာပါလေဘယ်နေရာမှာပါလဲ ဘလို့မှရှာမတွေ့၍စိတ်ထဲမရှိမရဲနေကန်ဆက်ဖက်ပြန်တက်လာခဲ့သည်ပြီးတော့ကန်ဆောင်တွေပေါက်နေသော ပြင်းမပင်ကြီးအရေးအောက်မှရှေးပြက်လက်ပြက်ဝင်ထိုင်လိုက်သည်ကန်တာယာကန်ကြီးအတွင် ငရံအတိုက်ချပြီးပြည့်ရန်မနက်နေထွက်စကလေးကစောတီးပင်ရောက်နေခဲ့ခြင်းဖြစ်သည်လာကလေးကဒီမျက်ပြင်ကြီးရှိနေတာကိုတန်တမ်းမတ်မတ်လာခဲ့ခြင်းဖြစ်သည်မနေ့ညနေကငရံပြစ်ပြီးအပြန်သည် ဒီပေါင်းပြပြင်ရေးစီမှာငါးခုံတန်းကြားခဲ့ရသည်အတန်နေအတန်ထားကိုမှန်၍ငရံကြီးတကောင်ဤလှုပ်ရှားမှုဆိုတာကိုစောဒီပိန်သိနေခဲ့သည်အခန်းလေအဖပါပူလာပြီဟာနေကနုရမရင့်လာပြီအပူချိန်ကမနက်ခင်းကြီးမှလို့နှွေးတေးတေးမဟုတ်တော့တိတိတတာကို ပူလာရှိပြီနေမြင့်လေပို၍ပူလာလေဖြစ်တော်မီဒီနေဒီရင်နဲ့တော့ ဒီပေါင်းမြတ်တော်တဲ့ငရန်အတိုက်စချပွေဖို့မလွယ်ကူတော့ပါရေတော်တော်နတ်တီအထိဆင်း၍ရှာကြည့်ခဲ့ပြီးပြီဆိုတော့ထမန့်ဆင်းပြီးမှွေနှောက်ရမှာစောဒီပိန်ဝင်လေးနေမိသည်အင်းရေသေးတော်ပြန်မဆင်းတော့ပါဘူးမတွေ့လို့ကတော့စိတ်လျှော့ပြီးပြန်ယုံပါပဲဒီနည်းနဲ့ပဲရှာကြည့်တော့မယ်လေနောက်ဆုံးတော့စောဒီပိန်အကြံရသွားခဲ့သည်ပြင်မပင်ကြီးပေါ်သို့စောဒီပိန်တက်သွားသည်တော်တော်မြင့်မြင့်အထိတက်သွားပြီ အရွက်ချင်းတဲ့ဒီနေရာမှာပေါင်းမြတ်ပင်ကို စီး၍ကြည်သည်အပေါ်ကြီးကလှမ်းကြည့်တော့ပေါင်းမြတ်ပင်ကြီးအစမအဆုံးတိုင်းတပင်လုံးကိုမြင်နေရသည်ဟုတ်ပြီအဲ့ဒီနေရာလေးကဖြစ်နိုင်တယ်အပင်နဲ့နဲ့ကျင်းနေတယ်လို့ပဲလေတိုင်းနေပြီခဏထပ်ဆောင်နေလိုက်သည်လေငိန်သွားမှမြတ်ပင်ကို အသေးအရှာပြန်ကြည့်သည် မရင်မနှွက်ရှိနေသောမြတ်ပင်မှာဒီတကွက်ကလေးကိုတော့စောတီးပိန်မတင်ကား ကန်းစားနှင့်ခဝဲဝေရေကံပြင်းနှင့်မနေမဝေမြင့်ပြင့်ကျဲကြီးဤ၄ပုံ၃ပုံခန့်မှာအတိုက်ဖြစ်နိုင်စရာဆိုလိုဒီတနေရာပဲမြင်းနေစမ်းကြည့်ရမှာပဲကျဲတောက်တော့ဖြစ်နေသည်ဟုထင်ရတော့မျက်ပြင်ထဲကြီးအကွက်တနေရာကိုအသေးသေးချာချာမှတ်ပြီးပြင်းမပင်ကြီးပေါ်မှာစောဒီပင်စင်ခဲ့သည်ဒီတော့ပလိုင်းထဲမှာငမားကျိုးခွေကို ထုတ်လိုက်သည်ရေကုန်အဘူးနှင့်ပတ်ထားသောပေါင်70နိုင်လွန်ကျိုးမှာ မများရှိပြီးသားရိတ်တွင်လည်းစားဖားလေးကတတ်ထားပြီးသားရေကုန်ပလက်စတစ်ဘူးကိုဘဲဘက်လက်နှင့်ကိုင်ရင်ကန်စမ်းမှမျက်ပြင်ထဲကိုရှေ့ဖွားပြီးနင်း၍ဆင်းလာခဲ့သည်ရေပေါင်လည်းကန့်ရောက်သောအခါစောဒီပင်ရက်လိုက်သည်ပြေးရမည့်နေရာကတော်တော်လှမ်းသေးသဖြင့်အချိန်ယူပြီးလွှဲပစ်လိုက်သည်တီးတက်ရင်နဲ့သွားလိုက်ရင်ငါးစားငမများကျိုးပိုင်းကိုလေထဲတွင်လွတ်လွတ်လပ်လပ်လွှဲနိုင်တော့မည်မဟုတ်ပါ လွှဲလည်ရင်ငါးသာနဲ့ရေပြင်မလို့၍စိတ်တိုင်းကြမလွှဲနိုင်တော့ပြီးတော့ငါးထိသွားလည်ရင်လည်းရေနဲ့ထဲမှာငါးဆွဲ၍မကောင်းပါငရံပြည့်ရတွင်ငါးဟလိုက်ပြီးဆိုပါကပထမဆုံးဆွဲရသည့်တုတ်ချက်ကအရေးအကြီးဆုံးတုတ်ချက်ပိုင်းမှာမများတိချက်ပေါက်ပြီးငါးမလွတ်နိုင်မှာဖြစ်သည်အခန်းကဖရောတဝင်းဝင်းမြီအောင်လွှဲပြီးပြစ်လိုက်သည်နိ နိုင်လုံချိုးငမရချိုးကရစ်ခုံမှဖရောကနေပြေးထွက်သွားသည်ငါးစကို အတိုင်းဟုထင်ရသောနေရာအားကြော်၍စောရီးပင်ပြစ်လိုက်သည်မြက်ပြင့်ပေါ်သို့သာငါးစာစားဖားကလေးကြာသွားသည်မို့အတန်ထွက်မလာပါစောရီးပင်ကငမရချိုးကိုရစ်ခုံဖြင့်ခက်မြန်မြန်ပြန်ရစ်လိုက်သည်စားဖားကလေးမြက်တော်ထဲမှဖြတ်သွားတဲ့ကိုငရံကြီးတွေတတိပြုမိသွားရန်ဖျားယောင်းလိုက်ခြင်းပင်ဖြစ်သည်ထင်ထားသည့်အတိုင်းစားဖားလေးဖြတ်သွားပြီးနောက် အတိုင်းဟုသူယူဆထားခဲ့သောနေရာမှမြက်ပင်တွေလှုပ်ရှားသွားသည်ရေအောင်မှငရံကြီးလှုပ်ရှားမှုကြောင့်မြက်ပင်များလည်းလှုပ်ရှားသွားခြင်းဖြစ်သည်သေချာပြီအတိုက်တော့တွေ့ပြီကဲလာပါဟေးဖရောဤအချိန်မှာတော့စောဒီပင်က ရေကုန်ကို တပတ်ချင်းသာပြန်ရစ်သည်ငါလှုပ်ခဲ့သည့်မြက်ပင်နာရောက်တော့ငါသာစားဖားကလေးကိုအတိုက်ရေပေါက်ထဲကြအောင်ညာလည်းဖြင့်စား၍စား၍ချော့ဆွဲသည် စားပါလေအတိုက်ထဲအကြငရံကြီးလှမ်းဟန်းလိုက်တန်ကကြဲလောင်လှတယ်လို့ကျိုးမှလည်းဇက်ခနဲ့ရှေ့သို့ပါသွား၏ကျိုးကိုလျှော်ပေးနိုင်ရန်ရစ်ခုံကိုဘယ်လက်ဖြင့်အလိုက်တင်လှည့်ပေးထားသည်မို့ကျိုးကတင်မသွားပါ နိုင်လုံကျိုးငမြကရစ်ခုံဘူးမှပြေထွက်ပြီမျက်ပြင်းတွေပေါ်မှာခိုက်အီးကလေးတင်နေသည် ကျိုးကခနာမြငိမ့်နေသည်ပြီးတော့မှရှေ့ဘက်သို့တဖြည်းဖြည်းချင်းရွေ့သွား၏ငါကတော့ဆွဲနေပြီ ဆွဲသွားပြီစောဒီပိန်ကကျိုးကိုချော့ပေးရင် ဖောဖွားကလေးသာကင်ထားသည်ငါဆွဲလိုက်ရင်ကျိုးကို အတင်းမခံကျိုးတင်းသွားလိုက်ရင်ငမားဆိုပြီးငရံကြီးများက အစာကို ပြန်ချတွားတတ်သည်မို့ဒါကြောင့်မို့ကျိုးကို ငရံကြီးဆွဲသလောက်ဆက်၍ချော့ပေးလိုက်သည်ဆွဲသွားလိုက်ရက်လိုက်ဆွဲသွားလိုက်ရက်လိုက်ဖြင့်ငရံကြီးများကိုတောက်ရတွင်ချိန်သားကြိုက်ဖို့အရေးကြီးဆုံးဖြစ်သည် ဆွဲချက်ဆောလည်ရင် အထိမပိုင်တတ်ပါငရံကြီးမမျိုးချမီဆွဲမိတဲ့ဖြင့်ငါးစာဖားကိုငရံကြီးပါဇက်ထဲမှာပြန်ဆွဲနှုတ်လိုက်တယ်လို့ဖြစ်ပြီးလွတ်နိုင်သည်မိလျင်လဲအာကောင်အတွင်ရှိပ်၍သာမိတတ်သည် လေတယ်ဂျုံတိုးယုံထွက်လျင်လွတ်သွားနိုင်သည်အကျွေးများသွားပြန်လျင်လဲမကောင်းငရံကြီးများအန္တရာယ်ရှိမှန်သိသွားပြီးငမများနဲ့ငါးစာကိုပြန်မထွေးနိုင် မအန်နိုင်ဖြစ်သွားပြီဆိုလျင်ရေအောက်ကြီးဒိုက်တရောတွေတဲ့တိုးဝင်ပြီးလုံထွေးပြတ်တက်ပြန်သည် ရေကနတ်တယ်ဒိုက်တွေနဲ့လုံထွေးလိုက်ရင်ပြတနာပဲစွဲမှာဒီအချိန်ကျိုးနားမှာတော့တုတ်ပြစ်ဖို့ဆုံးဖြတ်လိုက်သည်စောဒီပိန်ကကျိုးပြန်လှုပ်ကိုစောင့်နေလိုက်သည်တုတ်လျင် ကျိုးချော့ပြီးလွတ်ထွက်မသွားသေးရန်ညာလက်ကုံမှာကျိုးကိုနှစ်ပတ်သုံးပတ်ပတ်ထားလိုက်သည် ကိုကိုလည်းငါးတုပ်လို့ကောင်းအောင် တစားဝနေထားပြောင်းလိုက်ပြီရှေကုတ်မြဲအောင်အသေးရှာပြင်ထားလိုက်သည်ငရံကြီးထက်အဆွဲမှာကိုကိုငါ၍လက်တဆန့်ကျိုးထပ်ပေးလိုက်ပြန်သည်ကျိုးအတင်းမှာတော့အာကုန်တုပ်လိုက်သည်ကျိုးကတင်းသွား၏စောဒီပိန်ကဘယ်လန့်နဲ့ဆက်ပြီးဆွဲသည်ကျိုးကရေအောက်မှာတခုခုနဲ့ညိနေတယ်လို့တင်းခံနေပြန်သည် ကျွေးတာများသွားပြီကျိုးပေးများသွားလိမ့်ပြီထင်တဲ့အတိုင်းပဲ ဒီကောင်ကြီးဒိုက်တော့တဲ့တိုးနေပြီတင်းတဲ့ဒီအကျိုးကိုနည်းနည်းလျှော်ပေးလိုက်သည်နှင့်ခါခါသွား၏ကျိုးခါသွားသည်မှာမမားထိထားသောငရံကြီးရေအောင်မှယုံနေခြင်းကြောင့်ဖြစ်သည်ငရံကြီးကိုထိထားပြီးမှန်တော့စောဒီပိန်အသေးချာတိနေပြီရေထဲလည်းမစင်းကျင်ဘူးဘလို့လောက်ရပါမလဲမျိုးထားရင်တော့မလွတ်နိုင်ပါဘူးစောဒီပိန်က ခတင်းတင်းဆွဲထားသောငမားကျိုးကိုဆက်မဆွဲပဲတသားကလေးချော်လိုက်သည် ကျိုးနှဲငယ်ရောသွားသဖြင့်ငရံကြီးကအတင်းယုံတော့သည်ငရံကြီးအတွုံးမှာကျိုးကိုနည်းနည်းပြန်ဆွဲသည်ပြီးတော့တင်းသွားလိုက်ရင်နည်းနည်းပြန်လျှော့သည်ခဏနေတော့ရေအောက်ဒိုက်တော်ထဲမှာငရံကြီးလွတ်ထွက်လာပြီးဆွဲသလောက်ကိုခက်မြန်မြန်ပါလာသည်ရေပေါ်ပေါ်လာပြီးရှေ့ဘက်၆ပေလောက်အရောက်မှာတော့ဆွဲမရတော့ပြန်ငရံကြီးကမျက်ပြင်တွေကိုပါးစပ်နဲ့အတင်းကြိုက်ထားသည်ရေအောက်မှာငရံကြီးနဲ့လုံးထွေးလာသောဒိုက်ပင်တွေကလည်း မျက်ပင်တွေနဲ့လုံးထွေးနေပြီ။စောရီပိန်ကဆမဆွဲနိုင်တော့ပဲကျိုးကိုတင်းထားကငရံချင်းညိနေရသူတိုးသွားသည်။ကျိုးကိုမှကြည့်လိုက်တော့ငမားကငရံကြီးပစက်ထဲမှာပျောက်နေသည်။ဒီကောင်အစာကိုမျိုးထားပြီ။အပိုင်ထိထားတာပဲ။ရေအနက်ကခါကြော်ကြော်စောရီပိန်ကငရံကြီးကိုဓာိုက်ပင်တွေနဲ့ရောထွေးပြီးဘယ်လက်ဖြင့်ပိုက်လိုက်သည်။ခေါင်းကိုလည်းမလုံနိုင်အောင်ကိုနှင့်ဖိကတ်ထားလိုက်၏။ ညာလက်ဖြင့်ကြိုက်ထားသောငမားချိုးကိုတော့ကုန်းပေါ်ရောက်သည့်အထိတင်းတင်းဆွဲထားသည်ဆိတ်ချရသည့်နေရာရောက်မှငရံကြီးကိုပစ်ချလိုက်သည်အခန်းလျှောက်နဲတဲ့အကောင်ကြီးမဟုတ်ဘူးနော်ဒီပိန်ဟာဥတော်ခမရဘယ်တော့မှရောက်နေတာလဲမင်းပရမတခေါရေတဲ့ဆဆင်းကလေးကခလန်းလန်းကနေငါကြည့်နေတာဟုတ်လားဒါဖြင့်လဲဗျာခမရကျိုးမှာငါးစာတက်ပြီးသားမဟုတ်လားဥတော်အင်းတက်ပြီးသားလေ မင်းဘာလို့မလို့လဲကျွန်တော်ငားစာကိုမျိုးထားလိုက်ပြီဗျာအစာအိမ်ထဲကဖားကိုပြန်ထုတ်နေရင်အချိန်ကြာမှာပြီးတော့စားဖားဆိုတော့အစာကလည်းပြည့်လို့ကောင်းချိန်မှာကောင်းတော့မှာငရမ်းပြည့်သူများသည်ဖားအပေါ်မှာပါလျင်ထက်ရွက်ပြည့်နိုင်ရန်ပထမမိထားသောငရမ်းဤဝမ်းထဲမှာအစာကိုဒုတ်ချောင်းဖြင့်ပြန်ကလော်၍ထုတ်ယူပြီးပြည့်တတ်ကြသည်ခေါင်းကုန်ဖောက်အောင်မေးပေါက်ထိထားလျင်တော့ငရမ်းပစက်ကိုဒုတ်နှင့်ကလန့်ပြီး အစာကိုပြန်ထုတ်ရတာလွဲသည်မျိုးထားပြီဆိုလျင်တော့ထုတ်ရမလွယ်ကူတော့ပါဒုံနဲ့ကလော်ထုတ်ရည်လည်းမရလည်ရင်ငါးကိုတက်ပြီးဘိုက်ခွဲထုတ်ရမည်ဖားစလိုအရေးကွန်ပါ၍အသားနှူးညံ့သောဖားမျိုးကတော့ငရမ်းပိုက်ထဲမှပြန်ထုတ်ရလည်ရင်ပုံပြပန်းပြဖြစ်သွားသည်ချီထပ်မပြစ်ပါတော့နဲ့ဒီပိမင်းဆက်ပြစ်လဲငါထပ်ရတော့မှာမဟုတ်ဘူးဟာမဟုတ်သေးဘူးလေဗျာဒီအတိုက်ထဲကကျွန်တော်တကောင်းပဲဆွဲရသေးတာ နောက်တော့ကောင်ချီသေးတယ်လေဗျာပေးစမ်းမအောင်ဥတော့ရပေး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 ခမားကျိုးဥတော့ပလိုင်းထဲမှာခမားကျိုးကိုထုတ်မပေးပဲ sorry ပိန်ကိုပြုံးပြီးကြည်နေလိုက်ดิဘာပြုံးနေတာလဲဗျာအရှင်းချင်းဆိုတော့လေပြုံးပြရတာပေါ့ကွာအခုမင်းမိတဲ့ငါကြီးကမနေ့မနေ့ကငါလွတ်သွားတဲ့ငါကွာဩဒီလိုလားဒါဆိုဒီအတိုက်တဲ့တကောင်ကိုဆွဲထားပြီးပြီပေါ့အေးငါမနေ့ကတကောင်ရထားပြီးပြီ ဒီအတိုက်ထဲမှာငါမကြံတော့ဘူးဒါကြောင့်မင်းဆက်မပြစ်တော့နဲ့လို့ငါပြောနေတာဟေ့ဒါနဲ့အခုကျွန်တော်ဆွတ်တင်လိုက်တဲ့အကောင့်ကြီးကို ခမရဘလို့များလွတ်သွားတာလဲဦးတော့ကျိုးပြတ်သွားတာကငါကိုကပေါ့တာပထမတစ်ခေါက်ဆွဲပြီးတော့ကျိုးကိုငါပြန်မစစ်လိုက်မိဘူးထောက်ခနဲကိုငမားအရင်ကနေပြတ်ထွက်သွားတာဒီပင်ကြီးကျိုးအကြီးကြီးနဲ့ခမရပြစ်တာမဟုတ်ဘူးလား ဒီလောက်ထူတဲ့ပေါင်80ကျိုးကဘလို့လုတ်ပြီးများပြတ်ရတယ်လေဗျာပထမတစ်ကောင်ကငါတိတ်မကြွေးပဲဆွဲလိုက်တော့ခေါင်းကုံဖောက်မျက်လုံးပေါက်ပြီးရှိတ်ပြီးပါလာတာကွဒီအကောင်ကြီးကကျိုးကိုတူသွားနဲ့အတင်းကြိုက်ထားပြီးတော့ကျိုးပြားမှာအထစ်ကလေးတွေဖြစ်ပြီးတော်တော်နာသွားတာနေမှာပေါ့ကျိုးပြတ်သွားတော့ခမရထပ်ပြီးမကြည့်ဘူးလားဦးတောင်အဲ့ဒီကောင်ကနာသွားပြီဆိုတော့လန့်နေပြီလေကွာဆက်ချင်းဘယ်ပြန်ကြိုက်တော့မလဲ ဒါကြောင့်ငါကအသာနှက်ထားလိုက်တာကွာညနေတောင်မပြစ်ပဲဒီမနေ့မှပြစ်မယ်ဆိုပြီးအေးအေးဆေးဆေးထွက်လာခဲ့တာလေဩဒါဖြင့်ကျွန်တော်ကဥသွားတာဗောနော်ဒါဗောကွာဥသူယူစတန်းဗောခမရကျွန်တော်ကိုတော့မတင်ကမဖြစ်ပါဘူးနော်ခမရဆွဲလက်စအတိုင်မှန်းလဲကျွန်တော်တိတာမဟုတ်ဘူးဗျမနေ့ညနေကငါးခုံတန်းကြားလို့ဒီမနေ့အတိုက်လာခြင်းင်းနဲ့တိုက်တိုက်ဆန်ဆန်ရလိုက်တာနော် အရှင်းရှင်းတွေပါကွာဒီလောက်ရှင်းပြနေတယ်ကမလိုပါဘူးအေးအိမ်ရောက်လို့ငါအစာအိမ်ထဲကမင်းငမများပြန်ထုတ်ရင်ငါငမများပါမင်းတွေ့လိုက်မယ်ငါငမများတော့ပြန်ပြေးဖို့ကွာဒီပင်ရအခန်းခွနဲ့ငရန်ကြီးအစာအိမ်ထဲမှာထွက်လာတော့ငမများကြိတ်နှချောင်းကိုစောဒီပင်စူးစူးဆိုင်ဆိုင်ကြည့်နေမိသည်တချောင်းကသူ့ငမများတချောင်းကဥတောက်ဤငမများ မယံကြီးနဲ့ပတ်သက်ပြီးဥတောက်ပြောခဲ့သောစကားတွေကတလုံးမှမလွဲအောင်ကွက်တိမှန်နေသည်မယံကြီးတို့၏အထာကိုဥတောက်သိနေပုံကအံ့ဩစရာပင်ဒါပေမဲ့ငရမုတ်ဆိုးခြင်းမှုစောတိပင်မအံ့ဩပါသူအံ့ဩနေသည်ကငရံကြီးကိုသာအန္တရာယ်ကိုတတိထားတတ်လွန်သောငရံကြီးကဘာကြောင့်များဒီအတိုက်ထဲမှာမိုက်မိုက်နေမဲ့ဆက်ရှိနေရတာပါလဲအစာအိမ်ထဲမှာငမကြီးတစ်ချောင်းလုံးစူးဝင်နေပါလျက်နဲ့ ဒါကြောင့်များအတိုက်ကိုမစွန့်ခွာသွားခဲ့ကြပါလေကျင်ဖော်ကို မျှော်တော်စောနဲ့လားတောင်းအုပ်ကိုတွေ့တာစောနဲ့လားဘယ်တန်ရောစင်ကြောင့်များလဲအခုတော့စောဒီပင်ဤအုံနောက်ထဲမှာငမများကြိတ်တချောင်းနှလုံးသားထဲမှာငမများကြိတ်တချောင်းဇူလိုင်မို့ပေပူးနော်မဂဇင်းဖေဗဝါရီလ2010ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဇူလိုင်မို့ရေးသားတော့ ဂျိုင်းနဲ့ချောင်းလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြရတယ်ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ချင်းတီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ